ပြည်내ထူထောင်ဖို့ခက်ခဲနေတဲ့ရခိုင်ပြည်မှာဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်တွေအနေနဲ့လက်ခံနိုင်အောင်မရှိဘူးလို့စီးလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်ကစီရင်နိုင်တဲ့တင်းဌာနကိုပြောပါရယ်။လက်ရှိမှာအရခတက်တော် A ရဲ့တော်လန်ရီဟာအဆုံးသတ်မဖြစ်သေးကြောင်းနေမီအလုံးစုံထင်းကျုံနိုင်သည့်တိုင်းလုံဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာအခက်အခဲရှိနေအောင်မဲ့အခြေအနေ၌မွတ်စလင်ဒုက္ခသည်တွေပြန်ပို့ကတာဝန်ခံခိုင်းတာဟာလွယ်လွယ်မဖြစ်နိုင်ကြောင်းလည်းသူကပြောပါရယ်။ အဲဒါတက်တော်နေနဲ့လေသူပုံမဲ့ကိုကဒီတော်စေးတစ်ခုကအခုရှိန်ကြီးအဆုံးသားလို့မရနိုင်သေးဘူးလေ။နော်။အဲအဆုံးသားဖို့အတွက်သူကလည်းရခိုင်ပြည်ထဲမှာလုပ်เสียအလုပ်တွေတင်ဖို့အတွက်ဆိုလည်းအခုကြောက်ဖြူစစ်တွေမအောင်ဆိုတဲ့နေရာမျိုးကြီးပြန်နေလေ။အကယ်၍တင်လို့အကုန်လုံးရတာရပြီးပြီသူရဲ့တော်လှန်ရေးကသူ့နယ်မျိုးကိုအကုန်လုံးဖိန်ချုပ်နိုင်ပြီး တိုင်းပြည်ပြည်ဆိုရင်တောင်မှဒီနေရာတွေမှာဒီဒီငင်းကြီးဖြစ်ဖို့ရယ်နော်ဒီအုတ်ချိုရည်ရန်ရာတွေကိုစနစ်စကြတိဆောက်လာမှာဟဲ့ဒီဒီလူတွေရဲ့စာဝန်တွေအဆင်ပြေဖို့နော်ကျမ်းမာရေးပညာရေးကအဲဒါလုံးကြီးရလုံးမကြီးကအများကြီးခက်ခဲရှိုံမယ်ဒီဟာတွေအတွက်နိုင်ငံတကာကနော်ဝင်ပါပြီးကူညီတယ်တမျိုးပေါ့ဗျာနောက်တစ်ခုကတော့ရခိုင်နေနဲ့အချုပ်အခြာကို ရတယ်ဆိုတော့မှဘယ်သူတွေကသူ့ကိုထောက်ခံမလဲဘယ်နိုင်ငံတွေကထောက်ခံမလဲဘယ်သူတွေဘယ်နိုင်ငံတွေကတော့အထောက်ပံ့ပေးမလဲဆိုရဲအာမျိုးတွေကအများကြီးလို့ဒီလိုအဲ့လိုမဟုတ်ဘဲနဲ့ဒီဒုက္ခတွေကိုတခါနေပြီးတော့ဒီပြန်လဲထူထောင်ဖို့တောင်းမှခက်ခဲနေတဲ့ရခိုင်ပြည်ကိုပေါ့နော်နော်ဒီဟာဒီဒုက္ခတွေကိုကထားပြီးတော့ပို့ပြီးတော့လုပ်တယ်အဲပို့ပြီးတော့နေပြီးတော့နော်တောင်းဝခံခိုင်းတယ်ဆိုတဲ့ဟာမျိုးကတော့ ကျွန်တော်ထင်တယ်လွယ်လေးလွယ်လွယ်နဲ့တော့ဖြစ်မှာလို့မထင်ပါဘူး။ရခိုင်ပြည်နယ်နဲ့လည်းလက်ခံနိုင်အားရှိလိမ့်မယ်လို့တော့ကျွန်တော်မယုံကြည်ဘူးခင်ဗျာ။ပြီးခဲ့တဲ့တင်ပတ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိကော်ဘဇာဒုက္ခသည်စခန်းကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲနဲ့အတူတွားရောက်ကြည့်ရှုခဲ့တာပါ။အဲ့ဒီခရီးစဉ်အတွင်းမွတ်စလင်ဒုက္ခသည်တွေကိုလာမယ့်2026ခုနှစ်အတွင်းမှာရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ရှင်နုကကတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်သူတို့နေရက်ပြန်နိုင်ရေးအတွက်အေးအေးနဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းလည်းကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဂူတာရက်စ်ကမတ်လ15ရက်မှာပြောကြားခဲ့တာပါဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးအကြံပေးတိုဟေဟူစိန်ကတော့မွတ်စလင်ဒုက္ခသည်တွေဂုံတိတ်ခါရှိစွာနေရက်ပြန်နိုင်ရေးမြန်မာနိုင်ငံအစိုးရနဲ့ဒေသအာဏာပိုင်တွေအပေါ်အများကြီးတက်ဆိုင်ကြောင်းပြောဆိုထားပါတယ်မွတ်စလင်ဒုက္ခသည်တွေနေရက်ပြန်နိုင်ရေးအတွက်တက်ဆိုင်ရာအစုအဖွဲ့ဝင်တွေအနေနဲ့ ဥစွာဆွေးနွေးညှိနှိုင်းပြီးသဘောတူညီချက်ရှိဖို့လိုအပ်တယ်လို့ငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လုပ်ကိုင်နေသူဦးခွန်းဆိုင်ကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။သူတို့နဲ့နာဆာကနဲ့သဘောတူညီချက်ရှိအောင်တော့အေအေနဲ့သဘောတူညီချက်မရှိဘူးဆိုရင်တော့မလုပ်နိုင်တာသိချတာပေါ့။နော်။အေအေနဲ့လှုပ်နိုင်ဖို့ကိစ္စကိစ္စပဲဖြစ်ဖြစ်နာဆာကနဲ့လှုပ်လှုပ်နိုင်ဖို့ကိစ္စပဲဖြစ်ဖြစ်သူတို့ မှာသဘောတူညီချက်တည်ဆုံးတရားတော်ရှိရမှာပေါ့နော်အဲကျွန်တော်ထင်တာကတော့ဟိုလူအခွင့်အရေးနဲ့ပတ်သက်တဲ့လူသားချင်း စာနာမှုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ဒါကိုအာအေးအေးလေးညင်ပယ်လိုက်မယ်လို့မထင်ဘူးဒါပေမဲ့သူရဲ့စိုးရိမ်ချက်ကတော့ nàng ngàn yên kỳ xa thế đi. Nó. Thì lưu nàng ngàn yên kỳ xa mà rõ. ô, Anh nê dung tử rụ. Tông phải tông đàn. Nó y y yê Bangladesh yê. Nào bà rô mạ. Thì nà xa kà xì. Còn. Thì. Rô hình dạ rì kù đàn yê. Thà rì gù tử rụ. Thuy ပြီးတော့မှသဘောတူညီရရှိဖို့လိုပါလေတကယ်လို့ဟိုဘင်္ဂလားဒေ့ရှ်နဲ့နာစကပဲဆိုလည်းမဖြစ်နိုင်ဘူးပေါ့နော်ဘယ်နည်းနဲ့ဆိုတက်ဆိုင်ရာဒီအစုဝင်တွေ stakeholder တွေအားလုံးပါဝင်လို့ပါလေ၂၀၁၉ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရစွန်ခွာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်ဦးရေဟာသင်္ကန်းနဲ့ခန့်သာရှိတယ်လို့မြန်မာဆိုရဘက်ကနေထုတ်ပြန်ထားတာပါ။ဒါပေမဲ့ကုလဘက်ကတော့တိတိကျကျနှစ်သန်းခန့်ရှိကြောင်းသိရပါဗျ။